ုတ်ပြီဒီနေ့မှာတော့နော်မိမိရဲ့ပုံစံတန်ကိုနားလည်ခြင်းပေါ့နော်မိမိရဲ့ပုံစံတန်နားလည်ခြင်းမနေ့ကတော့ကတော့ shape ဆိုတဲ့စကားလုံးတွေကနေအဲနှစ်ခုကိုနော် spiritual gift နဲ့ဒီအဟော heart ဆိုတဲ့စကားလုံးအကြောင်းကိုကျွန်တော်တို့လေ့လာခဲ့ပြီးဖြစ်တယ်အခုကတော့နော်နောက်ကျန်တဲ့အကြောင်းအရာသုံးခုကိုဒီနေ့မှာဆင်ခြင်ပွားယူဖို့ဖြစ်တယ်ဒီဆောင်ဖို့ဖြစ်တယ်နေရာတွေကနော်အဲ ဥစ္စာပြောချင်တာကလူတယောက်က study ဆိုတာရှိဖို့လိုအပ်တယ်နော်ယောက်ျားသူတယောက်က study ဆိုတာရှိဖို့လိုအပ်တယ် learning လုပ်ဖို့လိုအပ်တယ်အချို့တွေကပြောကြမယ်အာနော်ဟိုအသိပညာမလိုဘူးဝိညာဉ်တော်ပဲလိုတယ်ဆိုတဲ့ဟာတွေပြောကြလိမ့်မယ်အဲ့ဒါက100%မမှန်ဘူးနော်50 50ပေါ့ဟုတ်တယ်လို့လို့ပဲဒီနေ့ ဒီနေ့ယုံကြည်သူအတိုင်းဝိုင်းကြားမှာဖြစ်နေတဲ့အရာဒီ Christian Society ကြားထဲမှာဖြစ်နေတဲ့အရာ spiritualities လို့ခေါ်တဲ့ဝိညာဉ်ရေးဟာအထူးပြုဝိညာဉ်ရေးရမှာဝိညာဉ်ရေးဟာနော်ဝိညာဉ်တော်မှာဝိညာဉ်တော်ဆိုပြီးတော့ဝိညာဉ်တော်ဆောင်ပေးပြီးဘာတစ်ခုမှမလေ့လာတဲ့ပြဿနာလည်းရှိတယ်လို့ဒီဘက်ကပါလဲဆိုနော် systematic ကြာကြာနော်လေ့လာတဲ့အဖွဲ့လည်းတစ်ဖက်ရှိတယ်သူကကြတော့လဲလုံးဝကိုလေ့လာပြီးနောက်ဆုံးဝိညာဉ်တော်တော့အဖွဲ့မပေးနိုင်လောက်အောင်လေ့လာတဲ့ဟာမျိုးလည်းရှိပြန်တယ်အစွန်းနှစ်ရက်ကိုဖြစ်နေကြတယ် တတိကြားထဲမှာကျွန်တော် middle ground လို့ခေါ်တဲ့ဟုတ်ပြီနှုတ်ကပတ်တော်ကိုလင့်လာရမယ်လင့်လာတဲ့အခါမှာလဲဝိညာဉ်တော်ကပထမဦးစားပေးပဲနော်အဲ့တော့ဘုရားသခင်ဖွင့်ပြတဲ့အတိုင်းပဲကိုညာကလိုက်တာမျိုးဆိုရင်ဒါကောင်းတဲ့အရာပဲဒီဘက်ကလည်းဝိညာဉ်တော်ဝိညာဉ်တော်ဆိုဝိညာဉ်တော်အသားပေးနေတဲ့အဖွဲ့ကလည်းပဲဒီနေ့စိတ္တကြလေ့လာဖို့လိုအပ်တယ်ဆိုတဲ့ဟာလေးလေလိုလိုအပ်နေတာနိခင်ပါလေအဲ့တော့တန်ရာတန်ရာတွေပြောကြတာပေါ့အချက်လက်အရာတွေလည်းပြောကြတာပေါ့အမျိုးမျိုးပြောကြတဲ့ချိန်မှာ ။ဘာလို့ကျမ်းစုပြောကြလဲဆိုရင်နော်။ကျမ်းစာကိုမလေ့လာကြတဲ့လူအများစုကလေ့လာဖို့အားမပေးဘူး။ကိုကိုယ်နဲ့မလေ့လာဘူးသူတို့ဘာကိုလေ့လာဖို့အားမပေးဘူး။အဲ့တော့ပိုလင်းလို့ကောင်းတာပိုရှိလို့ကောင်းတာပေါ့ကိုအောက်ကတပည့်တွေခင်ဗျားတို့များများမသိလေကျွန်တော်က၆စီးလို့ရလေပဲအမောင်ချတယ်လို့ခေါ်တယ်သတင်းချက်လက်တွေအကြောင်းအရာတွေကိုပိုပြီးမသိစေချင်ဘူးမသိစေချင်တော့ကိုကကိုလည်းစိတ်နှိမ့်လာစရာမလိုဘူးပေါ့ကိုပြောစရာအကုန်ယုံနေတဲ့ဟာမျိုးတွေဖြစ်နေတယ် ဒါပေမဲ့တမတ်သက်သာအဲ့ဒါမဟုတ်ဘူးအပြည့်တင်ပြီးတော့တပယ်တိုင်းမိမိဆရာခဲ့ဆိုဖြစ်နေပြီဆိုတာလာတာဒါကြောင့်မို့လို့ဒီတပယ်တွေကကိုယ့်ရဲ့နောက်လိုက်တွေကကိုယ့်ထက်ပိုတာတော့အောင်ကိုကိုကပြုစုပေးနိုင်ရမယ်ဒီရဲ့အခါမှာအဲသူတို့တွေကိုမိနေအောင်ကိုကပါလဲဆိုတော့အမြဲတမ်းရှာဖွေတူးဆွားပြီးတော့တော့တိမွေရမယ်ပေါ်ထုတ်ရမယ်နေရာကိုနောက်ကနော်နောက်နောက်မှရှိတဲ့တင်ယူသူတွေကလည်းတစ်ခါတည်းပတ်သက်ကိုစူးစမ်းရမယ် ဲ့လိုမျိုးအပြိုင်ဆိုင်တွေကိုဖြစ်နေရပါတယ်ဒါပေမဲ့လေ့လာမှုတွေမှာအဲ့လိုမရှိဘဲနဲ့ပါလေရက်တားပြီးတော့သိနေကြပြီးတော့ဘာမှမဖြစ်တော့ဆရာပြတ်တဲ့အကုန်လုံးနော်ဒီနေ့ကျွန်တော်ဒီနေ့ဝင်ရတဲ့အရာကျွန်တော်တင်တဲ့အားဆရာကြီးဒီဟာသဘောမကျဘူးကျွန်မတို့တိထားဒီလိုဖြစ်တယ်ကျွန်မတို့နားလည်ခရာဒီလိုဖြစ်တယ်ကျွန်တော်တို့ကဒီလိုလက်မခံနိုင်ဘူးဒါမျိုးတွေကရှိရမှာဖြစ်နော်ပုံမလေးလေးတခါတလေကိုခံယူရတဲ့မကြိုက်တဲ့အခါမျိုးပေါ့တခါတလေကျက်စာကနေလွဲတဲ့အခါမျိုးပေါ့ကျက်စာကနေလွဲတယ်ဆိုတော့တိတ်ကြတဲ့လုံးဝကိုเนาะကျွန်တော်တို့က ဟိုတော့လိုက်ရမှာဆွေးနွေးရမှာဖြစ်တယ်ဒါပေမဲ့ကိုယ်ခံရွေးနေမကြိုက်တာဆိုတော့ဒါဆွေးနွေးရတဲ့သဘောလေးရိုးရိုးလေးပေါ့အဲဒီလိုလေးဒီလိုလေးဆိုတာဟာမျိုးလေးရှိမယ်ဒါပါတော့အဲ့တော့ကျွန်တော်တို့ study လုပ်ဖို့လေ့လာဖို့လိုအပ်တယ်ဘာလေ့လာမလဲကိုကိုကိုနားလည်ဖို့လေ့လာဖို့လိုအပ်တယ်ဒီမှာမိမိပုံစံတန်းကိုနားလည်ကိုယ့်ရဲ့ဖြစ်ချင်းကိုယ့်ရဲ့ပုံစံတန်းကိုနားလည်တာဖြစ်တယ်နော်အဲ့တော့ကျန်းစာလေးကိုဖတ်မယ် ေလိုဒီစုကျေစုတော့ဒီဒီကိုခံရကြတဲ့နည်းညီဘုရားတကိထို့ထို့အပြပြတော့ကျေစုတော့ဘာနာဇိုးကောင်းပဲဆိုအချင်းချင်းဝင်ကပေးကန်ကြတော့ဒါတင်နေ main team တော့ bus ဖြစ်တယ်ဒီနေ့တင်မဲ့เจ้าညာရဲ့เนาะတကယ်မှတ်သားရပဲကြာမိုက်ကတိဟပါပဲเนาะစုကျေစုကိုအတိအကျခံရကြတယ်မနေ့ကပြောခဲ့ပြီ spiritual gift ဝိညာဉ်စုကျေစုဆိုတာလိုချင်တဲ့လိုချင်တောက်တာလည်းရတဲ့အရာမျိုးမဟုတ်ဘူးဟိုစိတ်တဲ့အရာကိုရွေးယူပြီးတော့ ဒါပဲယူမယ်ကွာဆိုတဲ့ဟာမျိုးလည်းမဟုတ်ဘူးအငါကတော့စုကျေစုမရသေးဘူးဟဲ့မိဟိုခွတ်တော်ကိုယုံမိလားတရှင်းတော့ကျွန်တော်ရပြီလားဟုတ်ပြီဒါပေမဲ့စုကျေစုမရသေးဘူးအေးစုကျေစုမရသေးလို့ဒါလက်တည်းဆူတောင်းပေးမယ်ဒါလည်းမဟုတ်ဘူးအဲ့ဆိုတော့ဘယ်လိုလုပ်မှာလဲနော်ကိုမယုံကြည်လိုက်တာနဲ့ယေရှုခရစ်တော်ကကိုမပေးထားပေးတာအဲ့ဒီပေးထားတဲ့အရာကိုမသိလို့ရှိရင်ဆုတောင်းပါဆုတောင်းပြီးဘာလုပ်ရမလဲအဲ့ဒီအရာတွေကိုသွေးမဲ့နေရာရှာရမှာဖြစ်တယ် ်နော်ထုတ်သုံးမနေရဖျားမယ်အသွင်းတော်ကိုလာရမှာဖြစ်တယ်အဲ့ဒီကမှကိုယ့်ရဲ့ကိုယ့်မှာဘာစုကျေစုပေးထားလဲဆိုတော့ဖေရှားတက်မှာဖြစ်တယ်အဲ့တော့ကိုယ့်မှာဘာစုကျေစုပေးထားမှလဲကိုယ်ကမသိဘူးနော်ပြီးတော့ဘယ်မှာပါဝင်ရမှလဲမသိဘူးဆိုလို့ရှိရင်တော့အဲ့ဒီစုကျေစုကနော်ရထားတဲ့လက်ဆောင်တော့ဟုတ်ပေမဲ့မဖြေကြည့်လို့လို့ဖြစ်မယ်အဖိုးမဲ့ဒါကြောင့်ကျွန်တော်တို့ကိုဘုရားသခင်ပေးထားတဲ့စုကျေစုတယောက်နဲ့တယောက်မတူညီဘူးနော်လူတိုင်းမှာအကုန်လုံးလည်းမရဘူးအားလုံးရတယ်လို့ဆိုရင်ခင်ဗျာတပြားကိုမလိုတော့သလိုဖြစ်သွားလိမ့်မယ်လူတိုင်းက ယုံကြည်သူတွေကတယောက်တယောက်လိုအပ်တဲ့သူတွေဖြစ်တယ်နော်အတယောက်တယောက်အပြန်အလှန်တဲပြုပြီးတော့ဘုရားရဲ့အမှုတော်မှာထပ်ရနေကြရတာဖြစ်တယ်ဘုရားသခင်ကစုံလင်ခြင်းကိုတယောက်ထဲမှာမပေးဘူးအဲ့တော့ပေးထားတဲ့ဒီစုကျေစုတွေမှာလည်းပဲဘေးစုကျေစုကတော့ကောင်းတယ်ဘေးစုကျေစုမကောင်းဘူးဆိုတော့ရုံညံ့တဲ့အရာမြင့်မြတ်တဲ့အရာဆိုပြီးတော့လည်းမရှိဘူးလူတွေကပိုင်းပိုင်းခြားကြတယ်ဘေးဟာတော့အမြင့်ဆုံးပဲဘေးဟာတော့အကောင်းဆုံးပဲဆိုတဲ့ဟာမျိုးတွေရှိတယ်ရသကတင်ဆက်တဲ့အားလေးကိုနားလည်မှုလွဲလို့ပေါ့ အဲ့တော့အဲ့လိုပြောနေတဲ့အချိန်မှာကိုယ်မှာရှိတဲ့စုကျေစုကအကောင်းဆုံးပဲကိုယ်နဲ့ထိုက်တန်တော့ပေးထားတာပဲဒါပေမဲ့အဲ့ဒါကိုကိုကဘယ်လိုအသုံးချမလဲဒါကလေးမှာကိုယ်မှာရှိတဲ့အရာကိုကိုကအကောင်းမထင်ဘူးသူများမှာရှိတဲ့အရာကိုအကောင်းတယ်လို့ပိုထင်တဲ့ကိစ္စတွေလည်းရှိနေတယ်နော်အဲ့ဒါမိမိမှာရရှိထားတဲ့စုကျေစုများကိုဘယ်လိုသုံးဆွဲရမလဲဆိုရင်ကျေးဇူးတော်ဘာသာဇောကောက်ပေးလို့သစ္စာရှိစွာသုံးဆွဲရမယ်အချင်းချင်းဝင်ကားပေးကြရပါ သူတို့ဘာပေါ်မှာမြှဝေချင်းစနစ်နဲ့တော့ရတာဖြစ်ကုညီချင်းစောင့်ရှောက်ချင်းနော်ကိုယ့်ရဲ့စုချင်းစုကိုအတုံးခံတာသူတို့ဘာအတွက်အဲ့လိုတုံးခံပြီးတော့သွားရမှာဖြစ်တယ်ရှင်ပေသူတို့ဩဘာစာခန်းကြီးလေးတပိုင်ငယ်တစ်စီမှာဒီလိုပြောတယ်နော်အဲ့တော့ကျွန်တော်တို့ဟာမင်းရပြောခဲ့ပြီကျွန်တော်တို့ကကျွန်တော်တို့ပဲကျွန်တော်ဟာကျွန်တော်ပဲခမရခမရပဲမတူဘူး DNA မတူဘူးနော်အဲ့တော့ခမရတူတွေကပဲခမရဖြစ်နေတယ်လို့ကျွန်တော်တူတွေကပဲကျွန်တော်ဖြစ်နေတယ်ဒါကြောင့်ကျွန်တော်လည်းတူတယ်လို့ပြောပြမယ်လို့ကျွန်တော်မဟုတ်ဘူးအဲ့ အဲဒီလိုလာဒီအားလေးနဲ့သဘောပေါက်စေချင်ပါနော်ကြစ်ဒါပါလဲတစ်ချက်ကြည့်ကြည့်ပါနော်ဒီကွန်တောအော်ရဆာပထမဆိုတာခန်းကြီး7နှစ်အပိုင်ငယ်တဲ့6ကနေ6ကိုကြည့်တဲ့အခါတမှုထိုးကြဆိုတာပြုတ်နိုင်ဖို့အတွက်အထောက်အကူပြုတ်နိုင်ဖို့အတွက်ပေးထားတဲ့အရာတွေနော်အသိတော်မှာလှုပ်ဆောင်နိုင်တဲ့အရာတွေရှိတယ်အဲပထမတစ်ခုကပါလဲသူကျေးဇူးတော့အထူးထူးအထူးတွေရှင်းရတော့လေတဲ့ ောက်တစ်ခုကအမှုအထူးတူအထွေထွေချိန်ညားတော့လဲနော်အဲ့ဒါကဘာလဲပြုပြင်ပြေကိုအထူးတူအထွေထွေချိန်ညားတော့လဲတဲ့ဒီလိုလေးပြောတယ်စုကျေးစုတော့အထူးတူအထွေထွေရှိတယ်အမှုလည်းအထူးတူအထွေထွေရှိတယ်ပြုပြင်ပြေအမှုလည်းအထူးတူအထွေထွေရှိတယ်တော်တော်လဲဘာလဲဆိုတော့ဘုရားဆရာတပါးလေးတွေ ဒီပြားကပေးတာဒီပြားကိုအစီခံနေကြတာဖြစ်ဒါကြောင့် beautiful and diversity ကိုပြားချင်းရဲ့အလားတရားများဘယ်မှာတွေ့ရမလဲအသင်းတော်ထဲမှာတွေ့ရမှာဟောအိမ်တော်မှာတွေ့ရမှာတချို့တွေကကျတော့လေအသင်းတော်မှာအားကောင်းလိုက်တာအိမ်တော်မှာလူတွေကိုရှိတယ်တော့မထင်တာတွေရှိတယ်ကိုယ်မိသားစုကိုကျတော့မေ့လျော့ခံနေတဲ့ခါတယ်ဒါပေမဲ့ကိုယ်တခြားကိစ္စမှာ အတင်းတော့ကိစ္စမှာလူဝေးကိစ္စမှာတော့အင်မတန်အကောင်းတယ်ပြန်ဒါ0ပဲနော်ဝိညာဉ်ရေး0တချို့တွေနော်တာကွယ်မရကွယ်အိမ်တော်ကွယ်ရတော့အောင်အမှုတော်ကိုချစ်တာသက်ကိုယူဇာကြီးပေါ်တစ်ပတ်ပဲကြည့်တော့ဒါပေမဲ့အဲ့ချစ်ချင်မှမှန်ဘူးကြက်သားရဲ့သမတ်ကြက်သားပါမိမိမိသားစုကိုမပြုစုတဲ့သူအားတဲ့မယုံကြည်သောသူဖြစ်တာရုံပါလေတဲ့ကျွန်တော်တို့ကသာသနာကပါ သူကသူပဲ family ပဲပြီးမှကျွန်တော်တို့ရဲ့အပေါင်းအဝန်းကြီးကျွန်တော်တို့ရဲ့အသင်းတော်ဆိုတာလာတာအခုကျွန်တော်တို့ကကျွန်တော်တို့ရဲ့အသင်းတော်ကိုယ့်ရဲ့အသင်းတော်မှာတော့ကိုကသစ္စာမရှိဘူးကိုစုပြည့်စုကိုမတော့ကြင်ဘူးဘောတခြားအသင်းတော်တွေကိုဟောလူတွေကဘာရောက်လာတာဘောမြင်လေးတစ်ဖုတ်ရှိတယ်ငဲတကောင်ကတဲ့သူနေတဲ့တောင်ကိုစိတ်ညစ်လာတယ်နော်သူနေတဲ့တောင်ကရွေးချောက်တွေနဲ့နော် ဆိုတတ်လိုက်တာလက်ဆက်မှုမရှိဘူးဆိုပြီးတော့အမြဲတမ်းညှိတွားတယ်။ဒါပေမဲ့သူဟိုဘက်တောင်းဝင်ရှိလိုက်တဲ့ကစိတ်ဆိုးနေတာပဲ။စိတ်ဆိုးနေတာပဲ။ငါအဲ့ဒီတောင်မှသွားနေရရင်တော့ဒီတာယာလိုက်တာသူချမ်းသာလိုက်ပါပို့ကောင်းလည်းများပါဆိုတဲ့အတွေ့နဲ့တို့စားပြီးတော့တို့စားပြီးတော့ပြန်နေတဲ့ဟိုဘက်တောင်းတန်းပြန်မှဆိုရတဲ့ပြန်မှဆိုရတဲ့တို့စားပြီးပြန်တယ်ပြန်ပြန်ပြန်မောတာပေါ့နော် အဲ့ဒါဘုဘတောင်ကိုရောက်သွားတယ်ဘုဘတောင်ရောက်သွားတဲ့ခါကျတော့ဘုဘတောင်သူ့တောင်လိုပါပဲဖောက်ကကာနေပြီနော်နေပြီအဲ့တော့အဲ့တောင်ရောက်သွားတဲ့ခါသူမပြောဘူးမပြောတော့ဘုဘတောင်ကိုကြည့်လိုက်တယ် ဘုရားတောင်းကိုကြည့်တဲ့အခါကျတော့သူ့တောင်းကိုသူ့လာခဲ့တဲ့တောင်းကိုကြည့်လိုက်ပြန်တဲ့အခါကျတော့သူ့လာခဲ့တဲ့စိတ်ဆုံနေရတဲ့နော်စိတ်ဆုံနေရတဲ့အဲ့တော့အမြင်ပါပဲဝေးတဲ့အခါကျတော့ဆိုရလို့ဖြစ်မှာအဲ့ဒီလိုယုံကြည်သူတွေရှိတယ်နော်ကိုယ်ပါဝင်ရမယ်ကိုယ့်ရဲ့မိသားစုအသင်းတော်မှာကျတော့မပါဝင်ဘူး။ဟုတ်မဟုတ်တဲ့တခြားအသင်းတော်တွေမှာကျတော့အားထဲတဲ့ဝင်ဝင်တော့ပါဝင်တဲ့ဟာတွေဖြစ်ရတယ်။ဒါဆိုယုံကြည်သူတွေကိုယ့်အသင်းတော်မှာနော်ကိုယ့်အသင်းတော်မှာပါလဲ သစ္စာမရှိဘူးဒါပေမဲ့တခြားတဲ့နောက်ကကြောင့်အမြဲတမ်းသွားပြီးတော့သစ္စာရှိနေတာပါဝင်နေတာပေးလူနေတာလေအဲ့ဒါလေးရှိတယ်နော်ဒါပေမဲ့အဲ့ဒီလိုခုနကပြောတဲ့ငက်လိုမျိုးပဲကိုတောင်ကိုဆုံးပြီးတမတောင်ကိုတော့အော်ကိုတောင်ပြန်ကြည့်တော့ဟောစိတ်နေပါလားဆိုတာမျိုးလေအသေးတော်မဲမဲရရမရှိပဲနဲ့နော်ရောက်နေရမှာဧည့်သည်အဖြစ်နဲ့ပါဝင်နေတာ မိကိုရဲ့မိခင်အသင်းတော်ကိုမေလျော့ခံလုပ်ပြီးတော့တခြားအသင်းတော်မှာနော်အားလုံးကိုပုံပေးနေတာနစ်မြုပ်နေတာဒါလည်းတော့ဆရာပဲဆိုအဲ့ဒါဆိုကြက်ခံရပါခင်ဗျာကိုမိသားစုကိုကိုမချစ်ဖဲနဲ့တင်ရောက်တက်ချင်နေတာပဲဒီလိုလားနော်ဆိုတော့မိမိပုံတရားကိုနားလည်ကျွန်တော်တို့ကိုဖျားကြည့်ဖန်ဆင်းထားတာကိုယ့်ရဲ့နေရာကိုယ့်ရဲ့အဝေါ်ဝိုင်းလေးမှာပို့ပြီးတော့အသိခံမှုဖြစ်တယ်နော် ဒါကြောင့်ဒီမှာအခုဒီ shape ဆိုတဲ့ပုံသဏ္ဍာန်ဆိုတဲ့ဟာလေးကိုကျွန်တော်ပြန်သွားကြရအောင်။ဘနေ့ကပြောခဲ့တဲ့နော် switcher ကြီးလက်ပြီးပြီ။နော် cut လက်ပြီးပြီ။အေးမှာ ability လို့ခေါ်တဲ့အစောအစအများဒီဟာလေးကိုကျွန်တော်သွားကြရအောင်နော်။အဲ့တော့ဒီနေ့စွမ်းဆောင်နိုင်ခြင်းနေ ability လို့ခေါ်စွမ်းဆောင်နိုင်တဲ့အရာစွမ်းစားတွေပေါ့ဒီစွမ်းစားတွေဆိုတာမွေးရပါပင်ကိုစွမ်းရည်တွေဖြစ်တယ် เนาะสุเจซุเนี่ยไม่รู้เนาะสุเจซุก็တော့เยซูคริสต์ကိုယုံကြည်တဲ့အခါမှာဝိညာဉ်တော်ကပေးတဲ့အရာအခုအစွမ်းစားလို့ ability ဆိုတဲ့ဟာကတော့ဘာလဲဆိုတော့ပင်ကိုစွမ်းရင်မွေးကလေးကပါလာတဲ့အရာเนาะဘုရားသခင်ကဒီနေ့အဲဓမ္မဟောက်ကာလာမှာသူ့ကိုဝုပြုကိုကိုွယ်ဖို့အတွက်တဲတော်ဆိုတာနဲ့ကိုွယ်ရတယ် အဲ့တော့ပုတ်ပယ်တဲ့အခါမှာတဲတော်တစားပလာတွေကိုပြုလို့ခံသေးဖို့အတွက်နော်ကိုရောကဘာပြောသလဲဆိုတော့အတက်ပညာအမျိုးမျိုးလှုပ်တော့အလုပ်ကိုတဲ့သူဆက်မှလှုပ်တတ်ပြီးအကြောင်းတဲ့ဉာဏ်ပညာနဲ့တကွာသိပ္ပံအမျိုးမျိုးကိုအဲဉာဏ်ပညာနဲ့တကွာသိပ္ပံအမျိုးမျိုးကိုဒီလိုဒါလည်းနောက်တစ်ခုကပဲအနုပညာတဲ့လက်မှုပညာတို့လက်လက်မှုပညာတဲ့တို့အားပေးတော်မူတယ်အဲဆက်ပါကြည့်ပါဦး ဆုံးဖြတ်တာကြာခန်းကြီး38အပိုင်းငယ်3အနေ9ကိုဖတ်ကြည့်ကြည့်ရတယ်အဲ့မှာဘာတွေ့ရလဲဆိုတော့တဲတော်နဲ့ဆာရွေလောက်ရမဲ့အရာတွေထဲမှာတော့အတတ်ပညာအမျိုးမျိုးလောက်ရတဲ့ထူးဆန်းတဲ့အတတ်ပညာကိုတော်လကောင်းဉာဏ်ပညာနဲ့တကွာသိပ္ပံအတတ်ပညာအမျိုးမျိုးကိုတော်လကောင်းအနုပညာတဲ့လက်မှုပညာတဲ့သူ့ကို၎င်းအဲဒီလိုလာတယ်နော်ဘာလို့လဲဘုရားသခင်ပြေးတယ်ဟုတ်ဆောဆောလူတိုင်း မလုံနိုင်ဘူးလူပဲလုံလို့မရလက်ကအဆတ်စာပိတ်တဲ့လူပဲလုံနိုင်တာဖြစ်တယ်နော်အဲ့တော့ဒီနေ့အချိန်ကာလမှာလည်းဘုရားသခင်ဟာသူ့ရဲ့လူတွေပါတပေးတယ်လေအစေခံနိုင်မှုအတွက်အဆွမ်းအစတွေပေးတယ်လူတိုင်းကိုအဆွမ်းအစတွေအနှင်းထားတယ်ပေးအပ်ထားတယ်အဆွမ်းအစတွေပေးထားတယ်ဆိုတော့ဒီအဆွမ်းအစတွေပေးထားတဲ့အခါကျတော့ဘာတွေပြောလဲဆိုအဆွမ်းအစအားလုံးကဘယ်ရလား တရားခင်စီကလာတယ်အစွဲစားတဲ့အလုံးကဘုရားခင်စီကလာတယ်ဆိုအပြည့်ပြုတ်တဲ့အစွဲစားကရောဒါလည်းဘုရားခင်စီကလာတယ်လို့ပြောရတယ်သို့တော့အဲ့ဒီအစွဲစားတွေကဘုရားခင်စီကလာတယ်လို့ဆိုပေမဲ့လို့အတုံးပြုတ်တဲ့အရာတနည်းအားဖြင့်ဘာမှမကန်၃ညကျောင်းအလွဲ၃ညကျောင်းတာအဖြစ်ဖြစ်သွားတာဖြစ်တယ်ဘုရားခင်ကတော့အစွဲစားတွေပေးထားပြီးသို့တော့ကျရှုံးတဲ့လူသားတွေကဝိသရဝိသအဖြစ် ရှိတဲ့သူတွေကယေရှုခရစ်တော်ကိုယုံကြည်ပြီးနောက်မှာလည်းပဲနော်ဇာတိပဂတိကချက်နေသေးတော့ဒီဇာတိပဂတိရဲ့အလိုလောကကြီးရဲ့အလိုကိုလိုက်ရင်းနဲ့ဘာတွေလောက်ကြတယ်လဲဆိုတော့အပြစ်ပြုရပါဖျားပြည့်တဲ့အစွမ်းစားတွေကိုအသုံးပြုတတ်ကြတယ်တလွဲသုံးတယ်လို့ခေါ်တာပေါ့နော်အဲတော့ဒါတတိချက်ဖို့ဖြစ်တယ်နော်ဘုရားသခင်ပေးတဲ့သုကျေစုတွေနဲ့တကွအစွမ်းစားတွေဒီဘုရားသခင်မှာအာချီဖို့ဆရာချီဖို့လောက်ဆောင်ဖြစ်တယ်သင်တို့ရဲ့ကိုယ်ခန္ဓာကိုသူ့စီရိုက်လက်နဲ့ဖြစ်စီပါဆိုတာဒါပါပဲ ကောင်းသောအရာမှာအသုံးချဖို့ပြောနေတာဖြစ်တယ်ဒါပေမဲ့လူတွေကဗာလဲမိမိရဲ့အစွမ်းစားတွေကိုမမမကသုံးဆွဲတယ်ရုပ်ကြည့်သူတွေဘယ်လိုသုံးဆွဲတယ်လဲအစွမ်းစားတချို့တွေစကားပြောစွမ်းရည်အရင်ကောင်းတယ်နော်တခြားသူတွေလည်းသူပြောရင်အင်မတန်ယုံလွယ်တယ်အဲ့ဒီကဗာဖြစ်လဲအဲ့ဒီစကားပြောစွမ်းရည်ကိုဘယ်မှာသုံးချတယ်လေလေတဲ့နေရာမှာသုံးချတယ်မကောင်းတဲ့နေရာမှာသုံးချလိန်တဲ့နေရာမှာသုံးချနောက်ဆိုတော့ဗာလဲအိုးခင်ဗျားအမှုတော်တော်လိန်လိန်နေကွာဟုတ်လား အဲ့မိမိရဲ့အဆွမ်းစားသလွဲမတုံ့ဖို့ပြောချင်ပါတယ်ပင်ကိုအဆွမ်းစားတယ်ဘုရားတခင်စီကပေးထားတာဖြစ်တဲ့ကြောင့်မလို့ဒါတွေဟာအရေးပါတယ်ဆိုတော့တော့ဘလောက်ဖြစ်အရေးပါတယ်ဝိညာဉ်စုကျေးဇူးများကဲတော့ပြီအရေးပါတယ်ဒါပေမဲ့ခြားနာတာတခုကဝိညာဉ်စုကျေးဇူးခြားနာတာပါလို့ဆိုတော့ဝိညာဉ်စုကျေးဇူးကယေရှုခရစ်တော်ကိုယုံမှရတဲ့အရာအဆွမ်းစားကတော့မွေးရပါဖြစ်တယ်မွေးရပါဖြစ်တယ်နော် ။နောက်တစ်ခုကအစွဲဆတစ်ခုချင်းစီကိုရတ်ကင်ရဲ့ဘုံသာသုံးဖို့ဖြစ်တယ်။ဟုတ်ကဲ့။အစွဲဆတွေရှိတယ်ဒီအရာတွေအားလုံးတစ်ခုချင်းစီတစ်ခုချင်းစီအားလုံးကိုပါတော့ဘုရားတစ်ခေတ်အတွက်ဒီနေ့ဘုရားရဲ့ဘုံတော်အတွက်သုံးဖို့ဖြစ်လေ။ဒီကောခန်းကြီးတစ်ဆယ်ပိုင်းနဲ့သုံးဆယ်မှာတင်းဤဖရာတင်းအဖရာခင်ဤဘုန်းတော်ကိုထောက်၍ခတ်သိမ်းသောအမှုကိစ္စကိုပြကြတော့ဘုရားခင်ပေးထားတဲ့အစွမ်းစတွေပဲဖြစ်စေနော်ဘိုင်းဆိုင်မှုတွေပဲဖြစ်စေ ဘယ်ရာတွေကိုမဆိုဘုရားခင်ဘုန်းတော်အတွက်အသုံးပြုရပါမယ်အဲ့တော့အစွမ်းစားတွေနဲ့ပတ်သက်ပြီးတော့ဒီမှာကျက်စာထဲမှာပေးထားတဲ့အရာဘုရားခင်အတွက်အသုံးပြုတဲ့အရာတွေအများကြီးရှိတာတွေရှိတယ်။အဲ့တော့တင်းရဲ့ဒီအခြေအနေဖြစ်စေကြွကျင်မှုတွေဖြစ်စေဘယ်လိုအရာပဲဖြစ်ဖြစ်တော့သူတစ်ပါးအထက်ကိုတမိုးထူးခြားအောင်ဆွတ်ဆောင်နိုင်မဲ့သွက်ဟီများဘယ်ရမဆိုးနော်အားလုံးကိုဘုရားသခင်ရဲ့အသင်းတော်မှာ အတုံးပြုတ်မှုအတွက်ဖြစ်တယ်ကြဘယ်နေရာမှာ300မှာလဲဆိုပြီးတော့အသေးတော်ထဲမှာကာဏတွေရှာဖွေကြတော့ကိုယ့်ရဲ့တာဝန်ဖြစ်တယ်တိမ်မြုပ်နေတဲ့နေရာတွေရှိနိုင်တယ်အဲ့ဒီတိမ်မြုပ်နေတယ်ဆိုရင်အဲ့ဒီနေရာကိုပေါ်ပေါ်ဆောင်ရမှာဖြစ်တယ်ဘယ်တိကလိုအချို့ကိုငွေရှာရတဲ့နော်စီးပွားရေးပညာရှင်တွေနဲ့ထားတာဖြစ်တယ်နော်ငွေကြီးအမြောက်များကိုရှာဖွေနိုင်တဲ့အခြေချင်းကိုပေးထားတယ် အဲ့ဒီလူတယောက်စီးပွားလုပ်လိုက်ရင်ဖြစ်ကုန်ဖြစ်တာနော်အသေးတော့လည်းမစီးပွားရေးသမားတွေလိုအပ်ပါစီးပွားရေးပညာရှင်တွေလိုအပ်ပါတယ်အတတ်ပညာရှင်တွေလိုအပ်ပါအင်ဂျင်နီယာတွေလိုအပ်ပါဘာကြောင့်လဲသူရအခက်ခဏလည်းအစီအထားမှုဖြစ်အဲ့တော့မောရှိကဣသလလူမျိုးတွေကိုသင်ဘုရားသခင်ထာဝရဘုရားကိုသာအောက်မေ့ရမယ်တဲ့အချောင်းကစီးစင်ရတတ်သောအစွမ်းတတ္တိကိုဘုရားသခင်ပေးတော်မူတယ်လို့ပြောတယ်။မောရှိကလည်းဣသလလူမျိုးတွေ နော်အဲ့တော့အရေးချင်းရှိတဲ့ပုံပေါ်တွေကစီးပွားရေးလုပ်ကားတဲ့ဒီထောင်ကြတယ်ရောင်းဝယ်လုပ်ကရောင်းဝယ်ဖောက်ကားခြင်းတွေလုပ်ကြတယ်အဲ့ဒီဘက်မှာထုချွတ်လဲအကျိုးမြတ်လဲအကျိုးကျေးဇူးလဲအများကြီးရတယ်ဒါကြောင့်ခမည်းမှာဘုရားသခင်ကစီးပွားရေးလုပ်ဖို့အစွမ်းစားပေးထားတယ်ဆိုရင်အဲ့ဒီအရှင်ကိုဘုရားသခင်ရဲ့ဘုန်းတော်အတွက်အသုံးပြုဖို့ဖြစ်တယ်နော် ပထမဦးဆုံးဘုရားဒီရှိဖို့ဘုရားသခင်ဒီကနေရတယ်ဆိုတော့ကိုနားလည်သဘောပေါက်ရတယ်။ပြီးရင်ဘုရားသခင်ကိုကျွန်တော်တို့ကဘာလုပ်ရမလဲ။သူဒီအရာအဖြစ်အသိခံရမယ်။သူတစ်ပါးအပေါ်မှာဟိုဘယ်လိုပြောမလဲ။ဖြည့်စည်းပေးရမယ်။အသိခံပေးရမှာဖြစ်တယ်။အတင်းတော်အဲမှာကျွန်တော်တို့ရဲ့ရှာဖွေမှုတွေအဖြစ်ကျွန်တော်တို့လှုပ်ဆောင်နေမှုတွေအဖြစ်ပါဝင်တဲ့အခါမှာအတင်းတော်ဟာကောင်းစွာလည်ပတ်နိုင်တယ်။တချို့တွေ engineer တော့ဒီဆောက်လို့ရေးပိုက်ဆက်ရာဘုရားဒီအစွမ်းစာပေးထားသူများနဲ့မတူညီတဲ့ idea တွေသူများနဲ့မတူညီတဲ့အစွမ်းစာတွေကိုဘုရားကပေးတယ်အဲ့ဒီခါဘာလုပ်လဲအော်အသင်းတော်မှာဆောက်လို့ရေးကဏ္ဍတွေမှာဆိုရင်ဒီလိုလိုရှိခြင်းအတွက်အရန်ကိုပြည့်စုံဒီလိုနေတော့အများကြီးရှိပါသေးတယ်တမကျက်စာမှာဆိုလို့ရှိရင်ပါကြအုတ်ချုပ်ရေးကဏ္ဍဒီမှာအုတ်ချုပ်ရေးကဏ္ဍနောက်ဘိသုတ်တာပညာအတ္တပညာမှာကဏ္ဍအနုပညာနဲ့ဆိုင်တဲ့အစွမ်းရည်တွေမှာ နောက်တစ်ခုကလည်းမုတ်ဖုတ်တဲ့နေရာတွေတင်မောဆောက်တဲ့နေရာတွေနောက်ဆုံးကလည်းတယောက်တစ်ယောက်ကောင်ဆယ်လို့ခေါ်တဲ့ဆွေးနွေးတိုင်ပင်တဲ့အရာတွေတော့နောက်ဆုံးတမန်ကျောင်းမှာရှိတဲ့အခါလေးဘာပြောဆိုဒီဒီတိဆိုးသွားတဲ့တော့လူတွေတွေပေါ့အလောင်းကောင်တွေမပုတ်မပြက်အောင်တော့ပါလေဒီဆေးစီရင်လောက်တဲ့နေရာမှာထုချတဲ့အစွမ်းစားပေးတာတွေရှိတယ်လူတွေမလုံနိုင်ဘူးပေါ့နော်ဇာတ်ရုပ်ပန်းတော့ပမှုထူတာတွေတော့ဆက်ပြိုးရေးတွေတော့ ခေါင်းဆောင်ကဏ္ဍတွေစီမံအုပ်ချုပ်တဲ့ကဏ္ဍတွေတိက္ကိတကဏ္ဍတွေလက်လက်ကဏ္ဍတွေအမျိုးမျိုးမှာဘုရားကပေးတဲ့သူကျေစုကတယောက်တယောက်မဖြစ်တဲ့သူကျေစုတော့ပြောလို့အစွမ်းစားတွေကမတူကြဘူးမတူကြီးတဲ့အဲ့ဒီအစွမ်းစားတွေအားလုံးကိုဘာအတွက်သုံးပဲဒါတွေကဘုရားသခင်စီကလာတယ်ဒါကြောင့်ဘုရားသခင်အတွက်သုံးပါမယ်လို့နားလည်ရမှာဖြစ်တယ်နော်နားလည်ရမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကကျွန်တော်တို့မှာရှိနေတဲ့အစွမ်းစားတွေကို ဘယ်သူစီကရမှလည်းမသိဘူးဘာပဲသုံးမှန်မှလည်းမသိဘူးသုံးဖို့နေရာလည်းမရှိဘူးသုံးရင်လည်းကိုယ့်ရဲ့အသိတော့မှမသုံးဘူးဆိုတာမျိုးလေးဖြစ်နိုင်တယ်အဲဒါလည်းအတိတ်ချက်စရာဖြစ်တယ်ဆိုတာလေးကိုပြောချင်တယ်နော်ဒီဟုတ်ပြီနောက်တစ်ချက်ကပါလဲဆိုတော့ personality ကိုယ့်ရဲ့ကိုယ်သွေးကိုကြီးကိုသွေးလက်ထုံနေလကောင်းပါလေနော်တူဦးချင်းတယောက်ဖြစ်စီပဲမတူညီတဲ့ကိုကြီးကိုသွေးတွေရှိတယ်တမှုထုချပါတယ်ဒီကိုကြီးကိုသွေးလေနော်အဲ့တော့ပတ်ဝန်းကျင်ကိုကြည့်လိုက်ပါ ဘုရားသခင်ကဘာလို့လောက်ခါဆိုအမျိုးမျိုးစုံနေတဲ့ဖရာတွေကိုတွေ့ရမယ်ပန်းတယ်ဆိုလဲရောင်စုံတွေ့ရမယ်နော်လူတွေဆိုလဲဗာလဲတယောက်နဲ့တယောက်မတူညီတာတွေကိုတွေ့ရပါလိမ့်မယ်နော်အဲ့ဒါဒီတချို့တချို့တွေကိုဆိုလို့ရှိရင်တော့အတွေးခေါ်တပားတွေဖြစ်ပေးတယ်တချို့တွေကိုခံစားလွယ်တဲ့သူတွေဖြစ်စေတယ်တချို့တွေကိုကြတော့ဗာလဲစကားပြောအရာမှာကောင်းတဲ့သူဖြစ်စေတယ်အတွေးခေါ်တပားများကစကားနေပြီးတော့တချို့စကားပြောကောင်းတဲ့သူတွေကနော်ဟိုတွေ့ဆောင်နိုင်စွာရှိတဲ့သူတွေရှိတယ်အမျိုးမျိုးပုံပုံနဲ့ဖရာတစ်ခါ ကိုကြီးကိုသွေးတွေကိုပေးထားတာဖြစ်တယ်။ဒါတွေအားလုံးကလည်းပါလဲဆိုလို့ရှိရင်ဖရာသခင်ရဲ့ဘုန်းတော်တည်းဖြစ်တယ်။အဲ့တော့တချို့တွေကနော်ပေါ်လို့ဆိုလို့ရှိရင်စိတ်ဆိုးတယ်စိတ်ဆက်တယ်ပေါ့ဗျာ။နော်ကိုကြီးကိုသွေးတွေရနော်စိတ်ဆက်တယ်ယေရမိကပါလဲစိတ်အားငယ်တတ်တဲ့သူဖြစ်တယ်။ဒီလိုလေးတွေရှိတယ်နော်။အဲ့တော့တပည့်တော်တွေကိုကြည့်လိုက်လို့ရှိရင်လည်းသူတို့မှမတူညီတဲ့အဲကိုကြီးကိုသွေးလေးတွေရှိတယ်။အဲ့တော့အဲ့ဒီအရာတွေထဲကနေတယောက်တည်းပါလဲဆိုတော့ပြိပခါတွေဖြစ်ကြတာလည်းရှိတယ်။ ဒါကလည်းအသိတော်ရဲ့တဘာဝပါပဲကျွန်တော်ကိုယ့်ရဲ့ကိုယ်ကြီးကိုယ်သူလေးတီကိုပေါ်ဆောင်ပါကိုယ်ပါကျတော့ပြိပခါလေးဖြစ်လာရင်ပို့တိုင်းမွေးရှင်လဲဒါကိုလည်းကျတော့ကျတော့ကျင်းလုပ်ပြီးတော့မြူစီယမ်မှာဖြစ်တယ်အမှုတော်အလုံးငန်းနေမှာအမှန်အမှားဆိုရတဲ့အရာတွေနော်ရှောင်းမှာဖြစ်တယ်နော်ချုပ်ကိစ္စအမှန်အမှားတွေမဟုတ်တဲ့အရာတွေဆိုကျွန်တော်တို့ကရှောင်းမှာဖြစ်တယ်အဲ့တော့ပေကိုအီသွေးဟာမိမိရဲ့ဖယားတစ်ခင်ပေးထားတဲ့ နော်အစွမ်းစာနဲ့သူကျေစုကိုဘယ်လိုပဲပုံအသုံးပြုမယ်ဘယ်နေရာမှာအသုံးပြုမယ်ဆိုတော့နော်အရှင်ကြီးရဲ့အကျိုးရှိသေးတယ်ကျွန်တော်တို့ကဘုရားသခင်ပေးထားတဲ့အစွမ်းစာရယ်ရှိပါတယ်ယေရှုခရစ်တော်ကိုကြည်လို့ရရှိတဲ့ပိုက်ဆိုင်တဲ့သူကျေစုရှိဒါကိုကျွန်တော်တို့ဘယ်လိုသုံးမလဲဆိုတော့အပေါ်မှာမူတည်ပါတယ်တက်ရောက်မှုတွေရှိပါတယ်လို့ပြောချင်တယ်နော်အဲ့တော့ဆိုကြပါစို့ဗျာလူနှစ်ယောက်ရှိတယ်နှစ်ယောက်စလုံးကအေးဝင်လေး ူတည်သူဖြစ်လို့အေးရိုလေးလုံငါးနဲ့ပတ်သက်ပြီးတော့စူတည်သူဖြစ်တယ်ဆိုပါစို့ဒါပေမဲ့အဲ့ဒီလူလုံငါးမှာနေရာကတော့ကိုယ်ဒီစူတည်သူအရာကတော့အေးရိုလေးလုံတဲ့စူတည်သူရှိပေမဲ့လို့သူရဲ့ကိုယ်ကိုယ်သွေးအရာကတော့တယောက်ကဖာတိဖာတာနေတတ်တဲ့သူအေးသေးသေးပေါ့နောက်တစ်ယောက်ကပါလဲရောရောနောနောနဲ့ပြောပဲဆိုချင်နေတတ်တဲ့သူအဲ့ဒီလိုနေရာရှိရင်အဲ့ဒီနေရာရဲ့ပုံစံဘုရားကအတော့ကြီးတဲ့ပုံစံတော့မတူနိုင်ဘူးဒါပေမဲ့နေရာစလုံးကအတော့ခံမှုဖြစ်တယ် တချို့ကတော့ဗာလဲအေးအေးဝလီစုကျေစုရှိတယ်ဆိုပေမဲ့လို့အေးစစ်စစ်နေတယ်ဆိုတယောက်ချင်းပဲအေးအေးစစ်စစ်ပြောတာမျိုးတွေရှိတယ်ဒါကိုအာတန်တယ်တချို့ကတော့ဗာလဲအာပေါအေးတန်တယ်တခါတည်းတော်လူများစွာကိုပြောတဲ့ဟာမျိုးလေးတွေကိုသူကအာတန်တယ်မတူညီဘူးပေါ့ဒါပေမဲ့နှခုစလုံးကဗာလဲဘုရားသခင်ရဲ့ဘုန်းတော်တော့ကိုယ့်ရဲ့ခန္ဓာတွေမှာကိုယ်ကသစ္စာရှိသွားပေါ်ဆောင်နိုင်မှုဖြစ်တယ် လက်သမားလောက်တတ်တဲ့သူတွေကတစ်ချောင်းဘောပုံထားလဲတာပေါ့အဲ့ဒီလူတွေကကျွန်တော်တို့ကသွားပြီးတော့ဆရာချလို့မရဘူးသူတို့ဘယ်လိုလုပ်ရမလဲသူတို့ပုံသိတယ်အဲဆိုတာမျိုးတွေသူ့ရဲ့ကိုကိုဒီဖျားတခင်ပေးထားတဲ့အရာနော်အဲ့ဒီအရာတွေကတမို့ထူးခြားပါဒါလေးကိုလည်းပြောချင်ပါနော်အဲဟုတ်ပြီနောက်တစ်ခုကအတွေ့အကြုံဒီမှာတော့နည်းနည်းများပါနော်အတွေ့အကြုံအတွေ့အကြုံလို့ပြောရင်အတွေ့အကြုံကအမျိုးမျိုးရှိတယ်ဗျာ အတွေ့အကြုံနဲ့အတွေ့အကြုံနဲ့များစွာကပါလေဆိုဘုရားသခင်ပုံသွင်းခြင်းပဲဘုရားသခင်အမှုတော်ကိုဖိုင်ရဖို့ပဲနော်အဲ့တော့ဒီအတွေ့အကြုံကိုကျွန်တော်တို့ sensitive တဲ့အခါမှာအမျိုးအမြဲလေးတွေရှိတယ်နော်ဒါပေမဲ့မိသားစုနဲ့ဆိုင်တဲ့အတွေ့အကြုံကဲမိသားစုအတွေ့အကြုံတွေရှိကြလားနော်မိသားစုတွေ့ကိုဘုရားသခင်တုံ့ပြန်ပေးတာနော်ဘယ်လိုမိသားစုမှာကြီးပြလာခဲ့ရတယ်လဲဆိုတဲ့အရာကကျွန်တော်တို့ရဲ့ ကိုကိုရဲ့ဘဝကိုပုံဖော်သေးနိုင်တယ်တူရင်ဒီပါမဲ့အကြောင်းမှာတီးထွက်လာတဲ့သာသမီတွေကနော်အရွယ်ရောက်လာတဲ့အခါမှာပါလဲဒီမိသားမိသားစုမဲ့တဲ့သူတွေကိုမဲ့အိမ်မဖြစ်တဲ့သူကိုတနာတယ်ပို့ပြီးတော့သူတို့ကိုနော်ကြည့်ရှုချက်တယ်ဒီလိုလေးတွေပေါ့ကိုတရာကိုနားလည်ဘူးပညာရေးအတွက်ကျောင်းနေတဲ့အခါမှာကျွန်တော်တို့အနှစ်သက်ဆုံးဘာသာရပ်တွေကဘာတွေဖြစ်မလဲ အဲ့ဒီဘာသာရဲ့ပုံမှာကျွန်တော်လေ့လာလေ့ကျင့်ခြင်းကနေပြီးတော့ဒီလက်ရှိမှာကျွန်တော်အမှုတော်ဟောမှာလို့အသုံးပြုနိုင်မလဲဒါတွေပေါ့လုပ်ငန်းငွေတွေ့ချုံလုပ်ငန်းလုပ်နေတဲ့သူတွေအလုပ်ခွင်ထဲမှာရှိတဲ့သူတွေရဲ့လုပ်ငန်းငွေတွေ့ချုံဘယ်လိုအလုပ်တွေကထိရောက်ဆုံးလှုပ်ဆောင်နိုင်မလဲဘယ်လိုလှုပ်ခြင်းကပိုပြီးထိရောက်တယ်ဘယ်လိုအလုပ်ထဲမှာကျွန်တော်ပျော်မွေ့တယ်လဲဒါလည်းကိုကိုကိုခေါ်ဆောင်နိုင်မယ့်အရာတွေ့တယ်။နောက်ဝိညာဉ်ရအတွေ့ချုံ ဘုရားသခင်ရဲ့အသေးပဲအရှိဆုံးကုံဆုံးရတဲ့အခြေအနေကဘယ်လိုအခြေအနေလဲဒါကိုယ့်ရဲ့မိဘတော်ကိုနားလည်ခြင်းလို့ပြောတဲ့အခါ experience နဲ့ပတ်သက်ပြီးတော့ဒါတွေကိုဆက်သွယ်ရမှာနော်ဘယ်လိုအခြေမျိုးကအသေးပဲရှိသွားနဲ့ဘုရားသခင်နဲ့ကုံဆုံးတဲ့အခြေအနေနော်အမှုတော်နဲ့ဆိုင်တဲ့အတွေ့အကြုံအမှုတော်လုံးငါနဲ့ဆိုင်တဲ့အတွေ့အကြုံကျွန်တော်ဘုရားသခင်ကိုဘယ်လိုအသေးခံခဲ့တယ်လဲလုံခဲ့တဲ့အခြေအနေအခုကရောဘယ်လိုအသေးခံနေကြလဲဒါအတွေ့အကြုံလေးဟုတ်ကော တက်စီရမှာဖြစ်တယ်။နောက်နာကျင်ဘွယ်အတွေ့အကြုံလည်းရှိပါတယ်။ယတနာတွေနော်ခိခိုက်စေမှုတွေဒီနေ့အဖြစ်ခက်ခဲကြမ်းတမ်းတဲ့လမ်းတွေကိုဒီနေ့ဆောင်ရမ်းတဲ့ချင်းတွေကိုခံယူရတဲ့အခြေအနေမှာနော်ကျွန်တော်ကြုံရတဲ့အဖြစ်အကြုံတွေပေါ့ဒါတွေကလည်းကျွန်တော်တို့ရဲ့ပုံသဏ္ဍာန်တော်ကိုနားလည်နေဖို့အထောက်အကူဖြစ်နေတော့ဒီနေရာအားလုံးအားလုံးကိုကျွန်တော်တို့နားလည်ဖို့သဘောပေါက်ဖို့အတွက် ိုအပ်တယ်သူတို့ကသူတို့ဒီနေ့မိမိရဲ့ပုံစံကိုနားလည်ခြင်းလို့ပိုင်းခြားရင်ဆက်စစ်ရင် shape ဆိုတဲ့ဟာလေးနဲ့သူတို့ကိုကိုကိုနားလည်ဖို့လိုအပ်တယ်နော် shape ကတမတစ်ခုက structure gift ဒုတိယတစ်ခုက part တတိယတစ်ခုက ability လောကတစ်ခုက personality နော်ပစ္စဘတစ်ခုကတော့ experience စတိရိုင်းနဲ့ကိုကိုကိုနားလည်အောင်လုပ်တာပါ ပြီးရင်နေရာတွေနဲ့အသင်းတော်ထဲမှာအစ်စ်ခံနိုင်ဖို့စူးစမ်းပါခေါ်ဆောင်ပါမိမိကိုဘုရားသခင်ဘာသူကျေးဇူးပေးထားတယ်လဲဒါကိုလည်းဆက်ဖြစ်ပါမိမိရဲ့နှလုံးသားဘယ်လိုအခြေအနေမှာရှိတယ်လဲဘုရားသခင်အမှုတော်နဲ့ဆိုင်ပြီးတော့ဆရာထက်တာမှုရှိသလားဒါကိုလည်းဆက်ဖြစ်ပါနောက်ဘုရားသခင်ပေးထားတဲ့အစွမ်းစားတွေဒါကိုလည်းဆက်ဖြစ်ပါအစွမ်းစားအလုံးကဘုရားသခင်စီကလာတာဖြစ်တယ်ဒါကြောင့်ဒီနေရာတွေအလုံးကဘုရားသခင်ရဲ့ဘုန်းတော်အတွက်ဖြစ်တယ်ဖြစ်ရမယ်လို့ကိုယ်ကိုမှတ်ယူကိုကြီးသူသေးတွေသူကျေးဇူးကိုယ်တော်လည်းကောင်း အသွက်ဆောက်ဖို့တလကောက်အဆုံးပြုတဲ့အခါမှာဒီကိုယူကိုသွေးတွေကကိုနေရာချလာတယ်အချက်ချာချလာတယ်နောက်ပြီးရင်အတွေ့အကြုံအဖြစ်လဲကိုကိုကိုစမ်းစစ်ပါလို့ပြောပြလို့နော်ဆိုတော့ကျွန်တော်တို့ရှင်ရင်သုံးသပ်နိုင်ဖို့ကျွန်တော်တို့ကြွရအောင်အဲ့တော့တင်းတို့ဒီသူကျေးဇူးတော်ကိုအသေးသေးခံရသည်တဲ့အညီ ဘုရားသခင်အထူးထူးအပြားပြသောယေရှုတော်ဘာသာဆိုကောင်းကဲ့သို့အချင်းချင်းဝင်ကပေးကမ်းကြလောအဲဒီနေ့ဒီကျမိုက်ကိုအလို့ရအောင်ကျက်နိုင်ရလဲကျက်ပါမကျက်နိုင်ရင်အ ਨੇ ဆုံး၅កောက်ဖတ်ပါဆိုစင်ကြီးရမယ်မိကုန်းကပါရှိမလဲနော်စင်ကြီးရမယ်မိကုန်းကပါရှိတယ်ဆိုတော့မိမိရဲ့စွာရည်တွေအတွေ့အကြုံတွေကိုကျွန်တော်အသိတော်မှာဘယ်လိုအသုံးပြုနေသလဲ ေးရအောင်ကျွန်တော်ဆက်စေရတယ်เนาะအဲကျွန်တော်တို့ရဲ့စွမ်းရည်ကျွန်တော်ရဲ့အတွေ့အကြုံတွေတကယ်ကိုအသုံးပြုနေသလားအသုံးပြုစရာ ਨੇ ပဲအသိတော်ကရှိသလားဒါလည်းမေးရမှာဖြစ်တယ်เนาะဒါဒီပါလေလူကြည့်သူတယောက်ဘုရားသတမိတယောက်ကိုဘုရားသခင်ခိုင်းစေတဲ့အရာခတ်အပ်တဲ့အရာဖြစ်တယ်ဒါတွေကိုကျွန်တော်တို့လက်လူမရှိမီဘို့အဲမပြတ်ပွက်ဖို့အတွက်ရေးကြည့်တယ်ဆိုတဲ့အကြောင်းကိုပြောချင်တယ် နော်ဒီနေ့သစ္စာရှိစွာနားထောင်ကြတဲ့သူတွေခံကြတဲ့လက်သူပဲကျေးဇူးတင်တယ်နားလေသဘောပေါက်မယ်လို့လည်းမျှော်လင့်တယ်အကယ်၍မေးစရာများရှိရင်လည်းပြီးတဲ့ချိန်မှာမေးဖို့ဖြစ်ပါတယ်လို့အားလုံးပေါ်ပြသခင်ဟောင်းပြီးပါစေအာမင်ကျေးဇူးတင်